နာရှင်အမြင့်ဖြည့်ရေးအတွက် TNL ကအမျိုးသားညီညွတ်ရေးဆိုရအညူကြီးအပါဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီးတိမ့်တိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးဖို့မရှိသေးဘူးလို့ TNL တွဲဖက်အထွေထွေတွင်ရင်မှုနဲ့ဗိုလ်မှူးကြီးတာပန်လကမနစ်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ် TNL အနေနဲ့ဆရာနာရှင်အမြင့်ဖြည့်ရေးကိုဆက်လက်ကန့်ဆွဲထားဆဲဖြစ်ပြီးအခုချိန်မှာဆရာနာရှင်အမြင့်ဖြည့်ရေးကိုမလွတ်ဆောင်နိုင်ရင်နောက်မျိုးဆက်တွေတီအပြစ်ရက်လိုက်ဆွေးနွေးလိုက် ပိုက်ပွဲတွေပြန်ဖြစ်လိုက်နေတယ်။တံမရလဲလေးမှာဖြစ်တယ်လို့လည်းဘုံမူကြီးတာပန်လာက ရှင်းပြပါဗျ။လက်တလောမှာ TNL ကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီထံကို ပြန်ပေးဖို့အတွက်တရုတ်နိုင်ငံရဲ့ဖိအားတွေရှိနေပြီမဲ့လည်းပြန်ပေးမှာမဟုတ်သလိုပြည်သူတို့အနေနဲ့လည်းတော်တော်ကြာကြာပူပေါင်းပါဝင်ကြဖို့အရေးကြီးတယ်လို့လည်းသူကဆက်ပြောပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်ရဲ့အကူအညီနဲ့စစ်ကောင်စီက TNL တိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ပေးဖို့အတွက်တောင်းဆိုခဲ့ပြီမဲ့လည်း TNL ဘက်ကသဘောမတူညီဘူးလို့ပြောဆိုခဲ့တာကြောင့်စစ်ကောင်စီကနေ့စဉ်ရက်ဆက်ဆိုလို့ TNL သိမ်းပိုင်ထားတဲ့မြို့တွေကိုလေကြောင်းကနေဘုံးတွေကိုဇက်တိုက်ကျဲချတက်ခိုက်နေတာကိုလည်းတွေ့ရပါတယ်ရှင်။ကင်ဘီနပန်မြို့မှာရှိတဲ့အချက်ဖက်စကောင်စီဘက်ကတရင်တပ်ဖွဲ့တွေရဲစခန်းတွေနဲ့ရုံထဏတွေမှာဘန်ဂါရီကရုတ်ဂျင်းတွေနဲ့မြို့ပပတ်လင်မှာပါခန်းစစ်တွေပြင်ထားကြပြန်တယ်လို့ပန်ဒီတကန်တရင်ရှိမိကရုံခစ်တွေကိုပြောပါတယ်ဒါကတော့ လက်ရှိ KNL PDF ပူပေါင်းတပ်တွေဟာစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာတဲ့အတွက်ဂရင်ပြည်နယ်ဖအံမြို့ကစစ်ကောင်စီလက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ရဲစခန်းတွေရုံထဏတွေမှာပါဖအံမြို့ကိုတော်လိုင်းရင်တပ်တွေလာရောက်တိုက်ခိုက်မှာစိုးရိမ်နေပြီးဂျုံတင်ကာကွယ်မှုစီမံချက်တွေကိုပါစစ်ကောင်စီဘက်ကရေးဆွဲထားတဲ့အပြင်ခံစစ်တွေအကြီးအကျယ်ပြင်းနေကြပြန်နေဆိုပါလေလက်ရှိ KNL PDF ပူပေါင်းတပ်တွေထိုးစစ်ဆင်လာတဲ့တိုက်ပွဲတွေဟာဖအံမြို့နယ်မှာနှီးကပ်လာတဲ့အတွက် ဖအံမျိုးပပတ်လည်းမှာကထားတယ်စစ်ကောင်စီတပ်စခန်းတွေမှာဗန်ဃာတွေကရုတ်ဂျင်းတွေနဲ့ထပ်မံကထားပြီးစစ်ကြောင်းတွေလည်းဖြန့်ထားတဲ့အပြင်ဂင်းမုံတွေပါချထားရုံနဲ့မကအပေါင်နဲ့ထီလုံးဘက်မှာလည်းလက်နက်ကြီးတပ်တွေဖြန့်ထားသလိုတန်လွင်မြင့်ဘက်မှာလည်းဆက်လီတွေနဲ့ကင်းပတ်တာတွေလုံနေကြပြန်တယ်လို့ဖအံချေဆိုင်စစ်တပ်နဲ့ထိတွေ့မှုရှိတယ်ဒေသခံသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဒါအပြင်လက်ရှိဖအံတပ်နယ်မှာရှိတဲ့တရင်၁၀ခုက စစ်တီမိသားစုတာသမီဇနီးများတွေလည်းခမရ201နဲ့202တက်ရင်တွေမှာအခြေခံပြစ်ခတ်မှုစစ်တင်တန်းတွေတွားတက်နေရပြန်တယ်လို့အဲ့ဒါပြီးရင်တရင်တက်ဖွဲ့တွေမှာလုံခြုံရေးနဲ့မြို့ဆောင်အရန်အင်အားဖြင့်တာဝန်ထမ်းဖို့တွေပါလှုပ်ခိုင်းနေပြီအဓိကကတော့လက်ရှိစစ်ကောင်စီနဲ့ပေါင်းနေတဲ့ကရင်တက်တွေပါမိခင် KNU တက်နဲ့ပေါင်းစည်းသွားမှာကိုစစ်ကောင်စီကအကြီးအကျယ်စိုးရိမ်နေပြီး လက်ရှိကရင်ဘီဂျီရဲ့တက်ကိုလည်းသူတို့စစ်တပ်လက်အောက်မှာပဲဆက်ရှိဖို့ကရင်ဘုံကြီးတွေကိုပါတားဆီးခိုင်းတာတွေအတိလုံနေကြတယ်လို့ဖအန်ဒေတာကန်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျာတိုင်းပြည်ဗန္ဒငွေကိုအကြိုက်သုံးတိဆောက်ထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကို၄နှစ်သား PDF တပ်တွေကမဟာမိတ်တပ်တွေနဲ့ပေါင်းပြီး PRP တိုက်ပွဲဝင်နေရမှာအောင်ဘွဲ့တွေရရှိနေတယ်လို့ NGO ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ဒါကတော့ ဒီနေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာအင်ဂျီဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်တာပါလက်ရှိနှစ်ပေါင်းများစွာတိုင်းပြည်ဗန်နာငွေတွေကိုအကြိုက်သုံးပြီးတိဆောက်ထားတယ်အချက်ဖတ်စစ်ကောင်စီတပ်ကို၄နှစ်အတွင်းဖွဲ့စည်းထားတဲ့ PDF တပ်တွေကမဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပြီးတိုက်ပွဲတွေဝင်ခဲ့ကြတာဟာအောင်မြင်မှုတွေဘလောက်အတိုင်းတာထိရောက်နေပြီလဲဆိုတာကိုအားလုံးမြင်တွေ့နေပြီဖြစ်တဲ့အတွက် ဒီလိုလင်းနေသား PDF တက်တွေကိုအတူတကလက်တွဲပြီးတသွေးတဲ့တသားတဲ့ယက်တီတိုက်ပွဲဝင်ပေးခဲ့ကြတယ်မဟာမိတ်တိုင်ရင်သားတော်လိုင်းအဖွဲ့ဇီးတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတက်တွေကိုပါမေ့ထားလို့မရပဲကျေးဇူးအထူးတင်တဲ့အကြောင်းကိုပါထည့်သွင်းပြောကြားလိုပါတယ်လို့ NGO ဝန်ကြီးချုပ်မဝဲခိုင်တန်းကပြောလိုက်ပါတယ်ဒါအပြင်အဲ့ဒီလို PDF တက်ဖွဲ့တွေအင်အားတောင့်တင်းလာအောင်လဲမြန်မာနိုင်ငံအတွင်းကပြည်သူတွေတင်မကကဘာတဝမ်းကမြန်မာပြည်သူတွေရဲ့ပါဝင်မှုတွေကြောင့်ပါအခုလို့ပြည်သူကာကွယ်ရေးတက်မတော်အဖြစ်အသွင်ပြောင်းလာတာဖြစ်တယ်လို့ လက်ရှိမှာလည်းစနစ်တကျဖွဲ့စည်းတိစောက်ထားတဲ့ PDF တပ်တွေအနေနဲ့စစ်ရေးစွန့်ရေးစီယုံရေးစွန့်ရေးအုပ်ချုပ်ရေးစွန့်ရေးပြည့်မီတဲ့တပ်မတော်တရအဖြစ်တိစောက်ထားနိုင်တာတွေ့ရလို့လေးစားဂုဏ်ယူရပါမယ်လက်ရှိမြန်မာနိုင်ငံသားတွေကိုစင်ရဲတွင်နှက်စေတဲ့စစ်အာဏာရှင်စနစ်ချုပ်ငိမ့်ပြီးတော်လှန်ရေးအောင်ပွဲရရှိဖို့အတွက်အပိသက်တိုက်ပွဲဝင်ကြဖို့ကိုလည်းအားပေးတိုက်တွန်းချင်ပါတယ်လို့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ နှလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လိုင်းရဲဟာစစ်မှန်တဲ့တော်လိုင်းရဲအောင်ပွဲကိုရရှိမှာမဟုတ်ပဲတမက်ပြောင်းဝလှည့်ရမဲ့ဘက်ကိုပြည်သူကသာဆုံးဖြတ်တာဖြစ်တယ်လို့ယာယီတမကဒူဝါလက်ရှိလကပြောဆိုလိုက်ပါတယ်မေလ9ရက်နေ့မှာပြုလုပ်တယ်ပြည်သူကာကွယ်တပ်မတော်တီထောင်ခြင်း၄မိနစ်ပြည့်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီတမအဒူဝါလက်ရှိလကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာယာယီတမကပြည်သူ့ကာကွယ်တပ်မတော်ရဲ့အရေးပေါ်ပုံတပ်သားတွေကန်ဆွဲထားတဲ့တနက်ပြောင်းဝဟာဘယ်သူ့ဘက်ကိုလှည့်ရမလဲဆိုတာကိုပြည်သူကသာဆုံးဖြတ်တာဖြစ်ပါတယ်။ပြည်သူဟာတနက်ပြောင်းဝလှည့်ရမဲ့ဘက်ကိုစင်ချင်သူ ဖြစ်တယ်ဆိုတာမမေ့ကြဖို့လိုပြီးပြည်သူ့ကာကွယ်တပ်မတော်ဆိုတာ ပြည်သူလမ်းညွှန်မှုကိုခံယူတဲ့လူမှုတော်လှန်ရေးတပ်မတော်တစ်ခုဖြစ်တယ်လို့လည်းဆိုပါရယ်။ဒါအပြင်ပြည်သူနှလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လှန်ရေးဟာစစ်မှန်တဲ့တော်လှန်ရေးအောင်ပွဲကိုမရနိုင်တာကြောင့်ပြည်သူတော်လှန်ရေးတပ်မတော်သားတွေအားလုံးနှလုံးသွင်းထားကြဖို့လင်းလက်စွာတိုက်တွန်းလိုရဲလို့လည်းယာယီသမ္မတဒူဝါလက်ရှိလကပြောပါရယ်။ပြည်သူကာကွယ်ရေးတပ်မတော်ရဲ့အခြေခံမူဟာပြည်သူကိုကာဝယ်ရမှာဖြစ်ပြီး ပြည်သူကိုရန်ပြုတ်ဖို့မဟုတ်တဲ့အတွက်လင်းလင်းနဲ့နဲ့ခံယုံထားဖို့ဖြစ်ပြီးရန်သူကိုမီးလိုကျင့်ပြီးပြည်သူအပေါ်ကို ရေလိုကျင့်ဖို့လွယ်ပြီးရန်သူအပေါ်ကို နေလိုကျင့်ပြီး ပြည်သူအပေါ်ကိုလလိုကျင့်ဖို့လိုအပ်တယ်လို့လည်းယာယီသမရဒူဝါလက်ရှိလကထပ်မံပြောဆိုပါရယ်တော်လိုင်းခီးမှာဘလို့နီးနာအပြောင်းလဲခြေကမှုအလဲပြောင်းတွေကိုအသုံးပြရသည်ဖြစ်စေမူလပန်းတိုင်ဖြစ်တဲ့ ဆေးရနာရှင်စနစ်အမြင့်ပြတ်ချုပ်ငင်းရေးတွေမလျှော့တန်းတော်လန်သွားမှာဖြစ်တယ်လို့လည်းယာယီသမရဒူဝါလက်ရှိလက မင်ကောအဆုံးသက်မှာပြောဆိုသွားပါတယ်ရှင် မကွေးတိုင်းစလင်းမျိုးနဲ့ကုတ်ကူတန်းကြေးရွာဘက်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြန်တဲ့အကြံဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပုံပုံတပ်တွေကအသင့်ဆောင်ပြီးတက်ခိုက်ချေမုန်းရမှာစစ်ကောင်စီတပ်သား28ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီလေကြောင်းပစ်ကူခေါ်ရတဲ့အထိစစ်တပ်ဘက်ကတော်တော်ကိုအထိနာသွားကြပြန်တယ်လို့မင်းမှုခိုင်ပီတီအမှတ်တရင်ကထုတ်ပြန်ထားပါတယ်လက်ရှိမှာပီတီပုံပုံတပ်တွေဟာစလင်းမျိုးပေါ်ကလွဲပြီးမျိုးပပတ်လေကနေရာတော်တော်များများကိုစိုးမိုးထိန်းချုပ်ထားတာဖြစ်တဲ့အတွက် အကျန်းဖက်စကောက်စီတက်ကမြို့ကနေစစ်ကြောင်းထိုးမှုတွေမကြာခဏလုပ်နေရမှာမေလ၄ရက်နေ့ကလည်းဇလင်းမြို့နယ်ကကုတ်ကုတန်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာပြန်တဲ့အတွက်ဒေါ်လိုင်းပူပေါင်းတက်တွေကအသင့်ဆောင်ပြီးဝိုင်းဝန်းတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွက်စေကောက်စီတက်သား28ဦးကတော့အသေးသေးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးလေကြောင်းပစ်ကူခေါ်ရတဲ့အထိကိုစစ်ကောက်စီဘက်ကတော်တော်အထိနာသွားကြပြန်တယ်လို့မင်းမှုခံပြည်တဲ့အမှတ်တရင်းကထုတ်ပြန်ထားပါတယ်ခင်ဗျာ အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံအရေးဟာကမ္ဘာအခင်းကျင်းနဲ့ပါဆက်ဆက်လာပြီးအဂျပန်စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအမြောက်လုပ်နေတဲ့ကိုဂျိုးရှာအမျက်ထုတ်တဲ့ပြပနိုင်ငံတချို့ပါရှိလာနေပြီလို့အမျိုးသားညီညွတ်အစိုးရအန်ဂျီကာဝေးဝင်ကြီးဦးရှိမွန်ကတတိပေးပြောဆိုလိုက်ပြီးຫນွေဦးတော်လန်ရစ်တခုလုံးအနေနဲ့ရေရှည်တောက်ခံနိုင်မှုကြောင့်အောင်ပွဲရရှိခဲ့တဲ့အင်ဒိုမျိုးသိန်းတိုက်ပွဲအတိုင်းမဟာမိတ်တွေနဲ့အတူဟန်ချက်ညီညီတိုက်ပွဲဝင်ရင်အဆုံးသက်မဟာဗျူဟာမြောက်တိုက်ပွဲကြီးရဲ့အောင်ပွဲဟာ တိုင်းသားပြည်သူတည်းရဲ့လုံးအတော့ပဲဖြစ်လိမ့်မယ်လို့ဆိုလိုက်ပါတယ်ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လေးနှစ်ပြည့်မိတ်ခွန်းမှာ NG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကအသိပေးပြောဆိုလိုက်တာပါအခုဆိုရင်မြမရေးဟာကပအခင်းချင်းနဲ့ပါဆက်ဆက်လာတယ်လို့ပြည်သူရဲ့စာနာသဘောတရားကိုလစ်လျူရှုပြီးအချက်ဖက်စကောင်စီရဲ့လူမဆန်မှုတွေကိုအားပေးအမြောက်လုပ်နေတယ်ကိုဂျိုးရှာအမျက်ထုတ်တဲ့ပြည်ပနိုင်ငံတချို့ပါရှိလာတာကိုလည်းတတိကြီးကြီးထားရမှာဖြစ်တဲ့အပြင် PDF တပ်တွေအနေနဲ့ကတော့ လက်ရှိအင်ဒိုမျိုးကိုတင်ပတ်ရရှိခဲ့တဲ့အောင်ပွဲအတိုင်းစိတ်ရှည်ဇွဲကောင်းပြီးတော့ဘလို့အခက်ခဲမျိုးမဆိုကြံ့ကြံ့ခံဖြတ်တန်းပြီးကိုယ်လမ်းကြောင်းကို မတိမ်မဆောင်ပဲအာကောင်းမောင်းတန်ဆက်လက်ချီတက်ရင်အောင်ပွဲဆိုတာမလွဲမသွေရရှိမှာဖြစ်တယ်လို့ MG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောလိုက်ပါတယ်။ဒါအပြင်လက်ရှိ PDF တက်တွေအနေနဲ့မဟာမိတ်တက်တွေနဲ့ပုံမချစ်ကြီးစီလုံးပြီးဟန်ချက်ညီညီနဲ့သာတိုက်ပွဲဝင်ရင်တနိုင်ငံလုံးအတိုင်းတာနဲ့မဟာဗျူဟာမြောက်ဖော်ဆောင်မဲ့တိုက်ပွဲကြီးရဲ့အဆုံးသက်အောင်ပွဲဟာ တိုင်းသားပြည်သူတရလုံးအတွက်ပဲဖြစ်လိမ့်မယ်လို့ NGO ကဝေးဝင်ကြီးဦးရှိမွန်ကပြောထားပါတယ်။လက်ရှိမှာတော့ပြည်သူကကွယ်တမတော် PDF တပ်တွေဟာအမျိုးသားညီညွတ်အစိုးရ NGO ရဲ့လက်အောက်မှာတရင်ပေါင်း400နီးပါးအထိရှိလာပြီးတနိုင်ငံလုံးကိုတပ်ဖြန့်ထားနိုင်ပြီဖြစ်တယ်လို့လည်း NGO ရဲ့လက်နက်ပြအစီရင်ခံစာမှာထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုးကန် MND ထံကိုလက်လက်ချအညံ့ခံခဲ့တဲ့ ဘုံမူးချုပ်အေးမင်းဦးဟာအရှိမြောက်တိုင်းစစ်တနာကျောက်တိုင်းမှုရာလို့နဲ့လာရှိုးကိုပြန်လဲရောက်ရှိလာပြီးလာရှိုးစေးရုံဖွင့်ပွဲအပါအဝင်လာရှိုးမျိုးပြန်လဲတိဆောက်ရေးကိုဥဆောင်လောက်ကင်နေရလို့လာရှိုးဒေသခံပြည်သူတွေကပြောပါရယ်မေလ9ရက်နေ့က လာရှောပြည်သူစေယုံကိုအရှိမြောက်တိုင်းစစ်တနာကျုံတိုင်မိုးဗိုလ်မှူးချုပ်အေမင်းဦးဟာလာရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးမြို့ကိုလည်းလှက်ပတ်စစ်ဆေးခဲ့တယ်လို့လက်ရှိအချိန်ထိလာရှောမြို့မှာပဲတိုင်မိုးဗိုလ်မှူးချုပ်အေမင်းဦးဟာရှိနေတုံးပဲလို့လည်းလာရှောမြို့ကပြည်သူချုပ်ကပြောပါရယ် MNDA ကဧပြီလနှောင်းပိုင်းမှာ လာရှိုးမြို့ပေါ်12ရက်ကွက်ကနေဆုတ်ခွာသွားပြီးအဲ့ဒီနောက်ပိုင်းမှာအရှိမြောက်တိုင်းတိုင်းမှုဘုံမှုချုပ်အေမင်းဦးဟာလာရှိုးကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီးစီရီယံဘုံကြီးစင်ရော်ရဲ့ပြောဆိုချက်အရကတော့လာရှိုးမှာအရှိမြောက်တိုင်းစစ်တနာချုပ်ပြန်လည်အခြေစိုက်ဖွင့်လှစ်မယ်လို့သိရှိထားကြောင်းရန်ကုန်ခေတ်စ်ကိုပြောပါရယ်လာရှိုးမြို့ကို2024ခုနှစ်ဩဂတ်လမှာ MNDA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့အကြက်ကင်ဂျားဝင်ဆွတ်ဖက်မှုကြောင့်အခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမှာလာရှိုးမြို့ပြန်လည်တည်ထောင်ရေးဥဆောင်နေတယ် တိုင်မူဗိုလ်မှူးချုပ်အင်းမင်းဦးကိုမက်လာအတွင်းမှာတိုင်မူဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး MND ကလောက်ကန်ဒေတာကုတ်ကဲမှုစစ်တနာကြောင့်ဓာကဆကိုတိမ့်ပိုက်ခဲ့စဉ်ကလည်းဗိုလ်မှူးချုပ်အင်းမင်းဦးဟာအမတ်ဆက်လေးစစ်စစ်ရေးကုတ်ကဲမှုဌာနချုပ်မှာစစ်စစ်ကုတ်ကဲရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။လာရှိုရမခအသိခံရပြီးရဲ့နောက်စစ်ကောင်စီကတရမ်းမြို့မှာရမခကိုပြန်လဲဖွဲ့စည်းစဉ်ကတိုင်မူဖြစ်ဗိုလ်ချုပ်မြင့်ကျော်ထုံးကိုခန့်အပ်ခဲ့ပေမဲ့ ဲ့ဒီဘိုးချုပ်မြင့်ကျော်ထွန်းဟာတရုတ်ကြားဖြတ်ငွေလိန်ခိုင်းတွေစီကနေငွေကျပ်သိန်းထောင်ချီလက်ယူမှုနဲ့ဖမ်းဆီးလိုက်ပြီးရနောက်မှာဘိုးဘိုးချုပ်အေမင်းအိုးကိုရမခတိုင်မူတယံအစ်စ်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်အဖမတော်ရန်ကုန်တိုင်းစိတ်ကြီးခနောင်တုံမြို့နယ်ကစိတ်ယောဂအခမ်းရှိသူယောဂတဲ့မောင်ရန်နိုင်ဖြိုးဆိုတဲ့သူကို အချက်ဖက်စကောစီတက်က၃ချိန်မြောက်ပေါ်တာဆွဲဖန်စီပြီးစစ်မှုထမ်းတသားတစ်အဖြစ်စုဆောင်ထားပြန်တယ်လို့ဖန်စီခံရတဲ့လူငယ်နဲ့နှိဇက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်အဲ့ဒီလို၃ချိန်မြောက်ပေါ်တာဆွဲဖန်စီခံရတဲ့မောင်ရန်နိုင်ဖြိုးဆိုတဲ့သူဟာယောဂတဲ့ဖြစ်ုံနဲ့မကစိတ်ယောဂအခက်ရှိသူဖြစ်တဲ့အတွက်ပထမအချိန်တွေမှာစစ်စစ်တဲ့အချိန်စေးကြလို့ဆိုပြီးစစ်သားစုဆောင်ရေးတပ်တွေကပြန်လွတ်ပေးခဲ့ပြီမြေ အခုတခါနောက်ထပ်စစ်ကောင်စီတပ်သားတွေကအဲ့ဒီယောဂတဲ့မောင်ရန်တိုင်းဖြိုးဆိုတဲ့သူကိုစစ်မှုထမ်းရမယ်ဆိုပြီးတုံးချိန်မြောက်ထပ်မံပေါ်တာဆွဲဖမ်းဆီးတွားပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီစိတ်ယောဂအခန့်ရှိသူယောဂတဲ့မောင်ရန်တိုင်းဖြိုးဆိုတဲ့သူဟာကျိုင်းတုံမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်၁၁တမ်းမြင့်လေ့ကျင့်ရေးတပ်ကိုအပုတ်ခံထားရတယ်လို့လည်းသိရပြီသူစီမစစ်မှုထမ်းဖို့မတင်တော်ဘူးဆိုတဲ့စေးကြတဲ့လက်မှတ်တွေပါရှိထားပြီမြဲအခုတတိယအကြိမ်ထပ်ပြီးစစ်သားတစ်စူဆောင်းခံရတဲ့အတွက် မိဘတွေကတော့တော်တော်ကိုစိတ်ပူနေကြတယ်လို့လေနီးစပ်သူမိတ်ဆွေတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့အကြက်ဖက်မင်းအွန်လိုင်းကစစ်ပဆိုင်ရလုတ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ခွင့်အများစုကိုတူလောက်ခန့်ဘိုးချုပ်ကြီးကြော်စွာလင့်ဆိုသူကိုပဲပိတ်အပ်လိုက်ပြီးအဲ့ဒီသူကဒုတချုပ်စိုးဝင်းထက်တောင်လုတ်ပိုင်ခွင့်ပုံမရရှိလာတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီဘိုးချုပ်ကြီးကြော်စွာလင့်ဆိုတဲ့သူကိုအကြက်ဖက်မင်းအွန်လိုင်းက2024ခုနှစ်ဒီဇင်ဘာလမှာပဲစစ်တပ်ကြီးရဲ့လေညှိကွမှုအဖြစ်ခန့်အပ်လိုက်တာဖြစ်ပြီး အခု9လအကြာမှာတော့အဲ့ဒီဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာနိုင်ငံတော်ကစစ်ပဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ခွင့်အများစုကိုရရှိလာတယ်ဆိုပါတယ်။လက်ရှိတိုက်ပွဲတွေမှာအဓိကကျတဲ့စစ်စင်ရေးတွေနဲ့စီးရေးဆိုင်ရာဆုံးဖြတ်ခွင့်တွေအပြင်မင်းအွန်လိုင်းနိုင်ငံသားခီးစင်သွားတဲ့အချိန်တွေမှာလည်းစစ်ပဆိုင်ရာလုတ်ပိုင်ခွင့်တွေကိုအဲ့ဒီဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုပဲလွှဲပေးခဲ့တာဖြစ်လို့အကြမ်းဖက်မင်းအွန်လိုင်းကိုယ်တိုင်က အဲ့ဒီကြော်စော်လင်းကိုအနီးကခေါ်ယူထားတာဖြစ်ပြီးတချို့စစ်ပနဲ့စစ်စင်ရေးကိစ္စတွေဆိုဒုတချုပ်စိုးဝင်းနဲ့အခြားတိတ်တန့်ဗိုလ်ချုပ်တွေတောင်အတိမပေးတော့ပဲဆုံးဖြတ်စီမံရတဲ့အထိဒုတချုပ်စိုးဝင်းထက်တောင်အဲ့ဒီဗိုလ်ချုပ်ကြီးကြော်စော်လင်းဆိုတဲ့သူက လုတ်ပိုင်ခွင့်တွေပုံမရရှိလာတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျ ်ခတက်တော် A နဲ့ဆက်သွယ်ဆောင်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာမာတိန်စစ်ကောင်စီကကန့်ကွက်မှုအပေါ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကပယ်ချလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြထားပါတယ်။နိုင်ငံ အကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့လိုအပ်တယ်လို့ယူဆရင်ဘဲအဖွက်နဲ့မဆိုချိတ်ဆက်ဆောင်ရဲသွားမယ်လို့လဲဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကသတင်းတောက်တွေကို ပြောပါရယ်ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိဂျားပြတ်အစိုးရအဖွဲ့က နေဆက်ဒေတာတွေမှာအရခတက်တော်အေးနဲ့ထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့အတွက် အာနာတိန်စစ်ကောင်စီဘက်ကကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကန့်ကွက်မှုကိုလက်ရှိဘင်္ဂလားဒေ့ရှားပြတ်အစိုးရကပယ်ချထားသလိုနယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှုတွေဟာအေအေလက်ထက်မှာရှိနေတဲ့အတွက်နယ်မြေထိန်းချုပ်ထားသူနဲ့အဆက်အသွယ်လုပ်ရမယ်လို့လည်းပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့နိုင်ငံဟာနယ်စပ်ဖြတ်ကျော်ပြဿနာတွေကိုအာရခတက်တော်အေအေနဲ့ဆက်သွယ်ဆောင်ရနေသလိုမွတ်စလင်ဒုက္ခသည်တွေပြန်ဖို့နိုင်ရေးအတွက်လည်းစစ်ကောင်စီနဲ့ရောအာရခတက်တော်နဲ့ပါဆက်သွယ်ဆောင်ရနေရလို့ဘင်္ဂလား လားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီယာယာမန်က ပြောပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအရခတက်တော် AA ကိုတရားဝင်အတိမတ်ပြုဆက်ဆံတာမရှိသေးဘဲနေဆက်ဖြတ်ကျော်ပြဿနာတွေကိုသာထိတွေ့ဆက်ဆံနေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။တစ်ဖက်မှာတော့ဒင်းနိုင်ငံကထိုင်းမြန်မာနေဆက်မော်တော်ကုန်သွယ်ရေးလက်မိုက်ကိုစစ်ကြောင်းထိုးနေတဲ့ အကြံဖတ်စကောင်စီတက်ကိုတော်လိုင်းပူပေါင်းတက်တွေကလေးလကြာတိုက်ခိုက်ခြင်းမမှုအတွင်စကောင်စီဘက်ကတရင်မှုဒုတရင်မှုနဲ့ဒုဗိုလ်မှုအပါဝင်စစ်သားအယောက်150ထက်မနည်းကတော့အသေးသေးသေကုန်ကြပြီဖြစ်တဲ့ပြင်နောက်ထပ်စစ်သား12ဦးလည်းတော်လိုင်းရဲ့တက်တွေစီကိုအလင်းဝင်ရောက်လာကြတယ်လို့ခွတ်တောင်းတမန်အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ လက်ရှိတရင်တိုင်းတိုင်းကထမ်းမြမနေဆက်မော်တော်ကုန်သွယ်ရေးလမ်းမိုင်းကိုဂျပန်စစ်ကောင်စီတပ်ကအခုမေလ6ရက်နေ့အထိ၄လကြာဇက်တိုက်စစ်ကြောင်းထိုးနေပြီမဲ့ GNLP တပ်ပူပေါင်းတပ်တွေကအဲ့ဒီစစ်ကြောင်းကိုတောက်လျှောက်တိုက်ခိုက်ချင်းမုန်းနေတယ်ဆိုပါလေအဲ့ဒီမှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေရမှာအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာပဲစစ်ကောင်စီဘက်ကတည်ရင်မှုဒုတည်ရင်မှုနဲ့ဒုပုံမှုအပါအဝင်စစ်သားအယောက်150ထက်မနည်းကတော့အသေးသေးတေကုန်ကြတဲ့အဖြစ် နောက်ထပ်စစ်ကောင်စီတပ်သား12ဦးလည်းတော်လိုင်းတတွေစီကိုအလင်းဝင်ရောက်လာကြတယ်လို့ခွတ်တောင်းတမန်အထူးစစ်ကြောင်းရင်တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတတွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေလက်အတိအကျချင်းမြင်ပေးထားတယ်လို့ခွတ်တောင်းတမန်အထူးစစ်ကြောင်းရင်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ လရှိမျိုးကို MDAA ကတင်ပိုက်တဲ့အချိန်ဂျက်ဖတ်စကောင်စီရဲ့ရမခတိုက်စစ်ဌာနချုပ်ကနေလက်နက်ချအညံခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံးပျောက်ဆုံးအရာရှိစစ်သည်တွေရဲ့ဇနီးနဲ့မိသားစုတွေအားလုံးကိုစစ်ကောင်စီကခံစား권နဲ့လစာတွေမပေးတော့ပဲရဆိုင်ထားတယ်လို့လရှိဖြစ်စင်မှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချက်ကြီးတဦးရဲ့ဇနီးကပြောပါတယ်အဲ့ဒီလရှိရမခကနေ MDAA တင်ပိုက်ပြီးတဲ့နောက်လွတ်မြောက်လာခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရည်သူမိသားစုတွေနဲ့ဇနီးတွေဟာ မိုင်းရဲနဲ့တရင်ပတ်တွေမှာအခြေစိုက်ထားတဲ့စစ်တပ်တရင်တွေနဲ့ရရှိတွေစီဆက်သွဲ့တည်င်းပေးပို့ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီနောက်လာရှုဖြစ်စင်မှာတည်ဆုံတဲ့ပျောက်ဆုံးအပြင်လက်နက်ချခဲ့ကြတဲ့စစ်ကောင်စီတပ်သားရရှိစစ်တီတွေရဲ့ကြံ့ရည်သူမိသားစုတွေကိုစစ်ကောင်စီကခန်းစားကွင်းနဲ့လာစာတဝက်ထုတ်ပေးခဲ့ပြီးမြက်အခုကမှတော့လာစာနဲ့ခန်းစားကွင်းတွေကိုလုံးဝမပေးတော့ပဲရက်ဆိုင်ခံလိုက်ရပြီဖြစ်တယ်လို့တရင်ဘက်ကပြောတာတော့အထက်ကရက်ဆိုင်လိုက်တာဖြစ်တယ်လို့ပဲပြန်ပြောတယ်လို့လာရှုဖြစ်စင်မှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတအူးရဲ့ဇနီးဖြစ်သူကရှင်းပြထားပါတယ်ဒါအပြင် အဲ့ဒီလာရှိုဖြစ်စင်မှာတည်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရည်သူမိသားစုဝင်တွေကိုလည်းစစ်ကောင်စီကပေးရမယ့်အတ္တအာမခံကြေးအပါဝင်မြည်သည့်အခွင့်ရေးကိုမှမပေးသလိုစစ်ကောင်စီဟာလုံးဝကတိမတီးဘူးဆိုပြီးတော့ပါကြံရည်သူစစ်တပ်မိသားစုဝင်တွေကပြောထားကြပါသေးတယ်ခင်ဗျာ နင်းတိုင်တန်းတနင်းတိုင်မြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ကအကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါအဝင်20ဦးဟာတေသွားပြီးစစ်သားအားလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းနှစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မေလ6ရက်နေ့မနက်9:55မိနစ်လောက်မှာ တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ကအကြက်ဖက်စစ်တပ်ရဲ့ဝါရစ်ပိန်းတော်ပြင်ရှေ့တန်းစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲဟာလလိုင်းခွဲမိဘတမြင်ခဲ့ပြီးတုံးချင်စစ်တပ်အပြင်းထန်ပစ်ခတ်မှုတွေဖြစ်ပွားနေချိန်မှာအကြက်ဖက်စစ်တပ်ဘက်ကလေရင်တစီးစစ်ရဟတ်ရင်တစီးနဲ့ခုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်တာရဟရင်ဘော်ကလည်းစစ်တပ်တွေနဲ့အပြင်းထန်ပစ်ခတ်တာတွေကိုလှုပ်ဆောင်ခဲ့ပြီး ရေရက်စစ်သမောဘော်ကနေလည်းလက်လက်ကြီးလက်လက်ငယ်တွေနဲ့အကြိမ်များစွာပြစ်ခတ်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာသွားပြီး စစ်သားအားလုံးဟာရှေ့တန်းစခန်းကနေစွန့်ခွာထွက်ပြေးသွားရလို့လည်းသိရပါဗျ။ထီထွေတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါဝင်စစ်ကောင်စီတပ်သား20ဦးဟာတေသွားတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီတိုက်ပွဲကိုတနင်္သာရီမြို့နယ်ပကဖဒိတ်ခရံတရင်နဲ့ကျိုးစုပကဖနဲ့တိုင်းပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါလိမ့်ရှင်။ရုရှားသမ္မတပူတင်ကတဲခင်းတဲ့ရင်းမြင်းနီ80ပြည့်ဂုံပြုတ်ကပွဲနဲ့ညစာစပွဲမှာ အကျဉ်းဖက်မင်းအွန်လိုင်းကိုနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာပဲနေရာချထားတာကိုရုရှားအစိုးရနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေအရာသိရပါတယ်ဒါကတော့မေလ၈ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင်းပင်အပါအဝင်နိုင်ငံခေါင်းဆောင်တွေကိုဂုံပြူညစာစားပွဲနဲ့ကပွဲစီဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲမှာအချက်ဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲ အခြားနိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့အတူနောက်တန်းမှာနေရာချထားခဲ့တာကိုတွေ့ရပါတယ်။ပွဲအခမ်းအနားရဲ့ခန်းမတင်မှာတော့ဒီယုသမရရှီချင်းပင်နဲ့ရုရှားသမရပူတင်တို့ကတခြားနိုင်ငံကြီးတွေနဲ့အတူရှေ့ဆုံးအတန်းမှာတဒန်းနဲ့ထိုင်ခဲ့ကြပြီးအကြမ်းဖက်မင်းအောင်လှိုင်ကတော့တဒန်းနဲ့ထိုင်ခွင့်မပေးဘဲအနောက်ကထိုင်ကုန်တန်းမှာပဲနေရာချထားတာကိုတွေ့ရပါတယ်ခင်ဗျ။ပကိုးတိုင်းကရွှေချင်းမြို့နယ်မှာ အချက်ဖက်စကောင်စီရဲ့တက်စခန်းတောင်မဟုတ်ဘဲခမရ998တရင်ဌာနချုပ်တစ်ခုလုံးကို GNLP တက်ပူပေါင်းတက်တွေကအပိတ်တိမ့်ပိုက်လိုက်ပြီလို့ PD တောင်ပိုင်းတိုင်းစစ်တီသားရဲ့တာဝန်ရှိသူတို့ကရုံခက်တက်ကိုပြောပါတယ်။ဒါကတော့ဘကုတိုင်းရွှေချင်းမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ခမရ998တရင်ဌာနချုပ်တစ်ခုလုံးကို GNLP တက်ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရမှာမေလ၈ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတရင်စခန်းအဆင့်တောင်မဟုတ်ဘဲခမရ998တရင်ဌာနချုပ်တစ်ခုလုံးကိုအပိတ်တိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသူတို့တိုက်ရင်ဌာနချုပ်မကြအောင်လေကြောင်းပစ်ကူတွေနဲ့ပါ the reset ဘုံကျဲနေတဲ့ကြားကပဲတော်လိုင်းပုံပုံတက်တွေကအပြင်းထန်ထိုးစစ်ဆင်ပြီးခမာယာ998တိုက်ရင်ဌာနချုပ်တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လက်ရှိအချိန်ထိစစ်တပ်တိုက်ရင်တွေမှာစစ်သားတွေရဲ့မပါလောင်းတွေပြန့်ကျဲနေတယ်လို့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားပြီးအသေးစိတ်တွေကိုတော့ AUG MOD ကနေမကြခင်တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်လို့ PDF တောင်မန်တိုင်းစစ်တပ်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ငလင်ကြီးလက်ခတ်မှုကြောင့်လူ၄000နီးပါးတေဆုံးခဲ့တယ်။မန္တလေးစကိုင်းနယ်နေပြည်တော်တို့ကထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုခီးတွားတွေလာကြည့်မှဖြစ်တဲ့အတွက်ဟိုတယ်နဲ့ခီးတွားလုပ်ငန်းတွေဝင်ဝေတိုးလာမယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးတွားလာရေးဝန်ကြီးဌာနကတရားဝင်ကြေညာလိုက်ပါတယ်။မလ28ရက်နေ့ကလက်ခတ်ခဲ့တဲ့ပြင်အား9ခုခုအဆင့်ရှိတဲ့ငလင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့ငလင်ဘေးကင်ရာဒေသတွေကိုပြည်ရင်းပြည်ပခီးတွားဧည့်သည်တွေလာရောက် ောက်ကြည့်ရှုလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေကိုတဖက်တလန်းကနေအထောက်အကူပြုပြီးဒေသခံတွေရဲ့အလောက်ကန်အခွင့်အလမ်းနဲ့ဝင်ဝင်လေးတိုးပွားရရှိစေဖို့အတွက်အထောက်ပံ့ဖြစ်စေမယ်လို့စစ်ကောင်စီကကြေညာလိုက်ပါတယ်။အဲဒါကြောင့်ဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေမြင့်တင်နိုင်ဖို့ငလင်ဘေးကင်ဒေသတွေကို ပြည်တွင်းပြည်ပခီးသွားတွေတွားရောက်လက်ပတ်နိုင်တယ်လို့လည်းဆိုထားပါတယ်။တွားရောက်လက်ပတ်ရမှာလဲသက်ဆိုင်ရာဒေသအာဏာပိုင်တွေရဲ့အချိန်နဲ့တပြေးညီထုတ်ပြန်ညွှန်ကြားချက်တွေ ကိုလိုက်နာကြဖို့အကြံပြုတယ်လို့လည်းစစ်ကောင်စီကကြေညာထားပါတယ်။ရန်ကုန်အခြေစိုက်ခီးတွားအေဂျင်စီလုတ်ကင်သူတူပြောတာကတော့ငလီပြက်စီးရင်လည်းခီးတွားလုပ်ငန်းမြင့်တယ်မယ်ဆိုတာမျိုးကိုမကြဘူးသေးတယ်လို့ဘသူမှလည်းလာကြည့်မှာမဟုတ်ပဲလွဲလာကတော့လွဲနေပြီလို့သုံးသက်ပြောဆိုထားပါတယ်ရှင်။ မြန်မာနိုင်ငံရေးမှာတတိကြီးကြီးအမြော်အမြင်ကြီးကြီးနဲ့ဆောင်ရွက်ဖို့တရုတ်သမ္မတရှီကျင်းမင်ကအကြံပတ်မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်တယ်လို့တရုတ်နိုင်ငံဂျာယီပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်လာပြန်ပါတယ်။ဒါကတော့ယမန်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာအကြံပတ်မင်းအွန်လိုင်းဟာတရုတ်သမ္မတရှီကျင်းမင်နဲ့တွေ့ခွင့်ရခဲ့တဲ့အချိန်တရုတ်သမ္မတရှီကျင်းမင်ကအကြံပတ်မင်းအွန်လိုင်းကိုတိုက်တွန်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဓိကကတော့အဲ့ဒီတွေ့ဆုံမှုမှာတရုတ်သမ္မတကမင်းအွန်လိုင်းကို လက်ရှိမြန်မာနိုင်ငံရေးမှသတိကြီးကြီးအမျှော်မြင်ကြီးကြီးနဲ့ဆောင်ရွက်ဖို့ပြောဆိုခဲ့ပြီးကျန်တာကတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထောက်ခံတဲ့အကြောင်းအပြင်ငလင်ဘေးကူညီမဲ့ကိစ္စရက်တွေမြန်မာနိုင်ငံနဲ့တင့်တင့်နဲ့တိုးတက်ရေးလမ်းကြောင်းကိုထောက်ပံ့ပေးမယ်ဆိုတဲ့ကိစ္စရက်တွေကိုပါထည့်သွင်းပြောဆိုခဲ့တယ်လို့ဒီနိုင်ငံဂျာယီပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာတော့အကြံဖတ်မင်းအွန်လိုင်းဟာရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့အဓိကရည်ရွယ်ချက်ထဲမှာတရုတ်သမ္မတနဲ့တွေ့ခွင့်ရဖို့ပါဝင်ခဲ့ပြီး ဒီဥသမရရှိချင်းပင်ကမဲအောင်လိုက်အာနာပိန်လိုက်ခတဲ့ကတွေ့ခွင့်မရပဲအခုအခါကျမှရုရှားနိုင်ငံရဲ့ကူညီမှုနဲ့တွေ့ခွင့်ရခဲ့တာဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီနောက်အကြက်ဖက်မဲအောင်လိုက်ဟာဒီကနေ့မေလ10ရက်နေ့မှာပဲရုရှားနိုင်ငံကနေမြန်မာနိုင်ငံကိုမြန်မာစံတော်ချိန်ညနေပိုင်းမှာပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျအခုပြန်ဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျကျအာမခံပေးဖို့တရုတ်သမ္မတရဲ့တောက်ဆိုမှုကိုအကြံဖတ်မင်းအွန်လိုင်းကအစွမ်းကိုအာမခံပေးသွားမယ်ဆိုပြီးတုံ့ပြန်ပြောဆိုလိုက်ပြန်တယ်လို့တရုတ်စင်ဟွာသတင်းဌာနကထုတ်ပြန်ထားပါတယ်။ဒါကတော့ယမန်နေကတရုတ်သမ္မတနဲ့အကြံဖတ်မင်းအွန်လိုင်းတွေ့ခွင့်ရတဲ့အချိန်တရုတ်သမ္မတဘက်ကပြောလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစင်ဝါသတင်းဌာနရဲ့ထုတ်ပြန်ချက်တွေမှာအဓိကပြောထားတာကတော့လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့တရားဝင်ဒန်းတွေအဖွဲ့စည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျကျအာမခံပေးဖို့တရုတ်သမ္မတရဲ့တောင်းဆိုမှုကိုအကြမ်းဖက်မဲ့အောင်လိုင်းကသူ့အနေနဲ့အစွမ်းကုန်အာမခံပေးသွားမယ်ဆိုပြီးတုံ့ပြန်ပြောဆိုလိုက်ပြန်တယ်လို့လက်ရှိ online လောင်ကစားငွေကြေးလိမ်လည်မှုအပါအဝင်နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုပါထိထိရောက်ရောက်ဆောင်ရွက်ဖို့ကိုလည်းတရုတ်သမ္မတကထပ်မံတောင်းဆိုခဲ့တဲ့ပေါ့ မင်းအွန်လိုင်းကသူအနေနဲ့အစွမ်းကုန်ဆောင်ရွက်ပါမယ်ဆိုပြီးအာမခံသွားပြန်တယ်လို့တရုတ်စင်ဝါသတင်းမှာဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စစ်ကောင်စီဟာနေမြေတွေအကြီးအကျယ်လက်လွတ်နေရပြီးတော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့နေမြေတွေကိုတရုတ်ကူကြီးနဲ့ပြန်တောင်းထားရတဲ့လာရှုမျိုးကလွဲပြီးတော့ကျန်တဲ့မျိုးပေါင်း60ကျော်ကိုအခုချိန်ထိလက်လွတ်ထားရတဲ့အပြင်အဲ့ဒီနေမြေတွေထဲမှာတရုတ်အကျိုးစီးပွားရှိတဲ့နေမြေတချို့လည်းပါဝင်နေသလို အနည်းဆက်ဆုံးအနေနဲ့တရုတ်နဲ့စစ်ကောင်စီဖက်ဆက်အကြိုးတူလှုပ်ထားရာတရုတ်မြန်မာနယ်စပ်ကဒေါ်လာတန်းနဲ့ချီဝင်ငွေရှိတဲ့မြေရှားတပ်ထုလုပ်ငန်းလုပ်ကွက်တွေဆိုရင်လက်ရှိမှာ KIA ကတာတင်ပိုက်ထိန်းချုပ်ထားတာဖြစ်တဲ့အပြင်နောက်ထပ်တရုတ်အကျိုးစီးပွားကြီးကြီးမားမားရှိရာရခိုင်ပြည်နယ်ကကြောက်ဖြူရေနဲ့စိတ်ကန်းရှိတဲ့ကြောက်ဖြူမြို့မှာလဲအရခတတော် AA ရဲ့ထိုးစစ်တွေဟာတဖြည်းဖြည်းနှိကလာနေပြီလို့သိရပါတယ်ခင်ဗျာ